ရှိနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Adulay Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တဆောင်မိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတဆောင်ဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းနေတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအသီးမောက်ဖွဲ့ရာတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ထိဖြေကြရိုက်ကိုထုတ်လွှင့်တက်တာခဲ့ပြီးဖြစ်ပါရယ်။အခုခါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေးပု္ပ္ပာများကိုဆရာက ဆက်လက်ဖြည့်ကြပြီးသွားအောင်ပါဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြည့်ဆို့ခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြည့်ဆို့ပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြည့်ရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကို နားလည်သိခံခွင့်လွတ်ပေးပါရန်ဤနေရာပါဟုတ်ကဲ့ပါဆရာနောက်ထပ်မေးမြန်းလာတာကတော့အကောင့်နံပါတ်ဆရာဦးတောင်းမြင့်ကနေပြီးတော့မေးမြန်းထားတာဖြစ်ပါတယ်။သူမေးမြန်းလာတာကတော့ ဆရာခမစတုရာရခဘာဝနာလေးမျိုးကဖရာဆရာခမစတုရာရခဘာဝနာလေးမျိုးကဖရာဟောတာလားဘယ်ပါဠိဘယ်အထာခတာကနေပြီးတော့ပါလဲဆိုပြီးတော့မြင်းမြတ်ထားဖြစ်ပါတယ်ဆရာအမှန်ကတော့သဗ္ဗတကမ္မထံ၃ပါးကိုဗုဒ္ဓနုစတိထည့်လိုက်ရင်သူကစတုရာရခတရားလို့ဖြစ်သွားတယ်မြန်မာလူဆိုတော့သက်ဆောင်တရား၄ပါးပေါ့ဗျာအဲ့တော့သဗ္ဗတကမ္မထံ၃ပါးဆိုတာမေတ္တာဘာဝနာရယ်အတုပဘာဝနာရယ်မရဏတတိဘာဝနာရယ်အဲ့၃ခု ဲ့ဒါကိုဟိုနောက်ထပ်ခုနပြောတဲ့ဘုရားနုဒတိထဲတော့လေးခုပြောသွားတယ်စတုရတက္ခအဲ့ဒါပါဠိတော်မဟုတ်ဘူးအထာဂရာအဖွင့်ဆိုချက်ပေါ့နော်အထာဂရာတဲမှာတော့မာသူကအထာဂရာတွေကအများကြီးရှိတယ်တချို့ဆိုရင်သုတ္တနိပတ်အထာဂရာမှာဆိုရင်ဟိုနှစ်မျိုးပဲပြရတယ်သဗ္ဗတကရတာမေတ္တာဘာဝနာနဲ့ဗရဏသတိဘာဝနာနှစ်မျိုးပဲပြရတယ်အဲ့ဒီကကျွန်းတဲ့ပါရဇိကံအထာဂရာတို့ဝိနည်းလေးဆောင်တွဲတို့နောက်ခုရကသိက္ခာတို့ဘာလို့အဲ့ဒီအထာဂရာတွေမှာကြတော့သူကသဗ္ဗတကမ္မထံ၃မျိုးပြရတယ် ဲခုနပြောတဲ့မေတ္တာဘာဝနာရဲ့မရဏသတိဘာဝနာရဲ့အတုပဘာဝနာရဲ့အဲ့ဒါကိုဘုရားနဲ့သတိပေါင်းတဲ့အခါစတုလာတဲ့အခါဖြစ်သွားတယ်ပေါ့အဲ့တော့ဘုရားနဲ့သတိကိုဘာကြောက်ထဲရလဲလို့ပြောကြရှိတယ်။ဘာကြောက်ထဲလဲဆိုတော့သူကမောဟကင်းဝေးစေဖို့လို့ပြောတယ်။လူတွေမှာလောဘဒေါသမောဟအကုသိုလ်ပဲမှာမိမ့်မြတ်ဒီသုံးပါပေါ့နော်အကြောင်းသုံးပါအဲ့ဒီထဲမှာမှမောဟကအရင်းမြစ်ပေါ့ဗျာ။နော်အဝိဇ္ဇာပေါ့နော်ဒီကမောဟအရင်းမြစ်ပေါ့။အဲ့ဒီတရားရှိရင်လောဘနဲ့ဒေါသတရားဖြစ်ကြတာ哦။အရင်းခံအောင်အကြောင်းခံပြီးဖြစ်ကြတယ်။ ဖြစ်ကြတဲ့ခါကျတော့အဲ့ဒီမောဟကင်းဝေးစေဖို့အတွက်ချက်ချင်းကြီးအမြင့်မပြတ်တော့ကင်းဝေးဖို့လိုတယ်ဒီဘကုသိုလ်လုပ်မယ်ဆိုအဲ့ဒီအတွက်ဗုဒ္ဓလောကတိကိုထည့်တယ်လက်သောဘုရားရှင်ကအမတန်ဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်ဝိဇ္ဇာဉာဏ်ကြီးမားတယ်ပေါ့နော်အဲ့တော့ဝိဇ္ဇာဉာဏ်ဖြစ်လာတာနဲ့မြ၊ဒီဘက်ကအဝိဇ္ဇာဆိုတဲ့မောဟကပြည့်စုံသွားတာပေါ့အဲ့တော့မြတ်စွာဘုရားရှင်တော့ဉာဏ်မကြီးတော့လည်းပဲမြတ်စွာဘုရားရှင်ရဲ့ဂုံကိုပွားများခြင်းအပြင်ဗုဒ္ဓလောကတိပွားများတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်ကဘာလဲဆိုဓာတ်ကူးတာပေါ့နော်ဉာဏ်ပညာကြီးမားတာပေါ့မောဟကင်းလာတာပေါ့နော်တူတူကိုဖြစ်တော့ပေါ့ အဲ့နံပါတ်၁ထဲပေါ့အဲ့ဒါဗုဒ္ဓနုစရီထဲတာနောက်တစ်ခုကသူကဟိုကပေါ့မေတ္တာဘာဝနာမေတ္တာဘာဝနာကဘာလဲဆိုတော့ဒေါသကင်းဝေးစေဖို့ပေါ့ဒေါသရဲ့ဆန့်ကျင်ဘက်ကမေတ္တာပဲဒေါသဆိုတဲ့စေတသိက်ရဲ့ဆန့်ကျင်ဘက်ကိုအာဒေါသလို့ခေါ်တယ်လေကျွန်တော်တို့ပြီးတော့မှာအာဒေါသဆိုတာမေတ္တာကိုပြောတာပဲအဲ့တော့မေတ္တာဘာဝနာပွားများရင် substitute ဖြစ်သွားတာပေါ့နော်ကုသိုလ်တရားဝင်လာရင်ဟိုဘက်ကဒေါသဆိုတဲ့တရားတွေကင်းဝေးသွားတာပေါ့နောက်တစ်ခုကအတုဘာဝနာ အတုပဘာဝနာဘာကြောင့်ပွားရလဲလို့ဆိုတော့ရာဂကင်းဝေးစေဖို့လောဘကင်းဝေးရအောင်ရာဂပေါ့နော်ဘာကြောင့်လဲလို့ဆိုတော့သူ့ဘဆိုတာကတင့်တယ်တယ်လို့ထင်နေတာကျွန်တော်တို့အမှန်တော့ဘယ်ရာမမတင့်တယ်ဘူးလေဘုရားရှင်လည်းအရင်မှာမတင့်တယ်ဘူးဆိုတာကပုံမှန်ညီမလို့ဘာလို့အတုပလို့ပြောတာမဟုတ်ဘူးဒီလိုဖြစ်ပြပြောင်းလဲနေတယ်မတည်မြဲတာဘာကိုမတင့်တယ်တာပေါ့နော်ဘာမှပြပြစရာမလိုရင်တော့တင့်တယ်နေမှာပေါ့အများတန်းပြပြနေရတာပေါ့နော်အဲ့ဒါကိုသဘောကိုပြောတာပါအဲ့တော့ဒါကကိဝေးစီဖို့တဲ့ဗာလဲဆိုအတုပဘာဝနာကိုပွားများရတယ် အဲနောက်ဆုံးတစ်ခုကတော့သူကမရဏတတိပါဝနာသိခြင်းတရားကိုပွားများရတာပေါ့ဆင်ញင်ပွားများရတာပေါ့အဲ့ဒါဘာလဲလို့ဆိုရင်သူကပမာဒတရားတွေကျင်းဝေးစေဖို့မေ့လျော့မှုတရားတွေကျွန်တော်တို့တွေအားလုံးကမေ့နေကြတာလေအမှန်တော့လှိုင်းမှန်သမျှဟာကန်းစက်မှာအဆုံးသတ်တာပဲနော်လောင်ကျွမ်းမှုမှန်သမျှပြာမှာအဆုံးသတ်တာပေါ့နောက်ပြီးတော့ဇာတိမှန်သမျှမရဏမှာအဆုံးသတ်တာပေါ့အဲ့ဒီလိုမျိုးအဆုံးသတ်တွေရှိနေပေမဲ့ကျွန်တော်တို့က ဟိုမှာဇာတိရလာတယ်မွေးဖွားလာတယ်ဆိုရင်ဒီနေ့သေဆုံးကြရမယ်ဆိုတာသိတယ်အဲ့တော့လူတယောက်ဟာပြည့်ပြည့်စုံစုံမှုတွေမပြည့်လို့နိုင်တဲ့ဒီနေ့ပေါ့ခန္ဓာပိဒါယကိုရင်းကိုကသင်္ခါရဆွမ်းအားတွေကုံဆုံးတဲ့ဒီနေ့ပေါ့တတန်းလည်းမကြံကံလည်းမဟန်တဲ့ဒီနေ့ပေါ့အဲ့ဒီနေ့ဟိုမိတော်မြတ်ခန္ဓာရဲ့နေ့လို့ပဲပြောပြောပေါ့ခရစ်တော်မှာအိပ်ပျော်တယ်ပဲဆိုဆိုဘဝတစ်ပါးကိုပြောင်းသွားတယ်ပဲမှတ်မှတ်ပေါ့အမှန်တော့ဒီနေ့ပေါ့တတဝတိုင်းဟာမွေးဖွားပြီးရအကုန်လုံးသိကြဒါပေမဲ့ကျွန်တော်တို့ကမေ့နေဒါကိုမေ့နေတယ် တော့မေ့တယ်ဆိုတာကိုကျွဲမေ့နွားမေ့မေ့တာမျိုးမဟုတ်ဘူးသတိပေးလိုက်ရင်သတိရတာပေါ့ဗျာအဲ့ဒါကြောင့်ဒီနေရာမှာမရဏသတိဘာဝနာသေခြင်းတရားကိုပွားများခြင်းအပြင်အပြင်းထန်နေတဲ့ကိုယ့်ရဲ့လောဘဒေါသမောဟတွေကိုပြိအုပ်နိုင်တယ်အချိန်ထိန်းနိုင်တယ်ပေါ့နော်ဒါကြောင့်ဒီမရဏသတိဘာဝနာကိုထည့်တယ်အဲ့ဒီလေးခုကိုစတုရာတဲ့ခါဗုဒ္ဓနုစတိပွားရင်မောဟကင်းဝေးမယ်မေတ္တာဘာဝနာပွားရင်ဒေါသတွေကင်းဝေးလာမယ်အဲနောက်ပြီးတော့အတုပဘာဝနာဆိုရင်ရာဂတွေကင်းဝေးလာမယ် နောက်ဆုံးမရဏတတိဘာဝနာဆိုရင်ပမာဒတရားတွေဝေးပြီးတော့အပမာဒဆိုတဲ့တတိတွေရှိမယ်တတိရှိရင်လုံခြုံတာပေါ့နော်အေးချမ်းလာတာပေါ့အဲ့ဒါကိုစတုတ္တရာသက်ခါတက်ဆောင်တရား၄ပါးလို့ပြောတယ်အထာဂရာရဲ့ဖွင့်ဆိုချက်သာလည်းဖြစ်ပါတယ်လို့ထင်ကြပါဘူးဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းနဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြစ်များကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်